နှစ်ယောက်မှာတိတဲ့လူကမြတ်တယ်တဲ့မတိတဲ့လူကညံ့နေတခါကိုယ်စိတ်ထဲမှာအငြိအကျေးမရှိတာကိုမရှိဘူးလို့တိတဲ့လူနဲ့မတိတဲ့လူအဲ့ဒီနှစ်ယောက်မှာတိတဲ့လူကမြတ်တယ်မတိတဲ့လူကညံ့နေတဲ့ဘာဖြစ်လို့တုန်းတဲ့အဲ့ဒီမှာရှင်မောကလန်ကထမေးတယ်အဲ့တော့ရှင်သာရိပုတ္တရာရှင်းပြတယ်ကိုယ်စိတ်ထဲမှာအငြိအကျေးရှိနေတာကိုရှိတယ်လို့တိတဲ့လူနဲ့မတိတဲ့လူဒီနှစ်ယောက်နော်တိတဲ့လူကမြတ်တယ်မတိတဲ့လူကညံ့တယ်လို့ပြောတယ်နော် ဘာလို့မြက်တယ်လို့ပြောတော့အငြိအကျေးမရှိတာကိုအငြိအကျေးရှိတာကိုရှိတယ်လို့သိရင် तू ဟာအငြိအကျေးကင်းအောင် လုပ်ဖို့အတွက် तू မှလမ်းကြောင်းပွင့်တယ်အငြိအကျေးရှိတာကိုရှိတယ်လို့မှမသိဘူးဆိုရင်ဒါကိုပြောင်းစင်အောင်တန့်ချင်းအောင်စေကြောဖို့အငြိအကျေးကင်းအောင်လုပ်ဖို့ तू မှလမ်းကြောင်းပိတ်နေတယ်ဟုတ်လားအဲ့ဒါကိုရှင်သာတိဗုဒ္ဓကဘာနဲ့ဥမာပေးလဲဆိုတော့လူတယောက်ကဈေးရပဲဖြစ်စေဒါမှမဟုတ် နော်ပဒင်းစီကအိမ်ကပဲဖြစ်စီနော်ကြီးကွက်တွေလှုပ်တဲ့ဆိုင်ကပဲဖြစ်စီပေါ့ကြီးကွက်လေးတစ်ခွက်ဝဲလာအဲ့ဒီကြီးကွက်ကအညစ်အကြေးတွေပေးချမ်းနေတယ်မြူလိမ့်လိမ့်ကြီးလိမ့်လိမ့်ကပ်ကြီးညိတွေတက်ပြီးတော့ကြီးကွက်ကလေးဟုတ်လားအဲ့ဒါအိမ်ရောက်တဲ့အခါကျတော့ဒီကြီးကွက်ကိုသုံးလည်းမသုံးဘူးပုတ်တိုက်တာလည်းမရှိဘူးဒီတိုင်းပဲတော်တော်ရဲရော်တဲ့နေရာပစ်ထားလိုက်တယ်ပိုးပြီးတော့အညစ်အကြေးတင်လာစရာပဲရှိတယ်တဲ့တန်ရှင်းသွားဖို့မရှိဘူး အဲ့ဒါအငြိအကြီးရှိတာကိုရှိတယ်လို့မသိတဲ့လူကအဲ့ဒီလိုလူမျိုးပေါ့ဟုတ်လားဟာဇင်းကဝဲတော့ဝဲလာတယ်အငြိအကြီးတွေလည်းတင်းနေတယ်ခွက်ကလေးကမတတ်မရှင်းလေးဒါပေမဲ့အဲ့ဒါကိုကိုကအငြိအကြီးရှိတာကိုရှိတယ်လို့သိတဲ့လူမျိုးကြတော့ तू ကဘယ်လိုလဲဆိုတော့ဒီခွက်ကို तू ကသုံးလဲသုံးတယ်ပုတ်တိုက်တာလဲလှုပ်တယ်တော်ရဲရော်တဲ့နေရာပြစ်ထားတာမဟုတ်အသုံးပြုတယ်တန့်ရှင်းရေးလှုပ်လိုက်တယ်ပေါ့အဲ့တော့ဒီခွက်ကဘာဖြစ်သွားတော့တန့်ရှင်းသွားတယ်တဲ့ဒါနဲ့ဥမာပေးရနော် တခါအငြိချင်းမရှိတာကိုမရှိဘူးလို့သိတဲ့လူနဲ့မသိတဲ့လူဘာကြောင့်သိတဲ့လူကမြက်လဲမသိတဲ့လူကညံ့လဲနောက်သူ့ကိုလည်းဒီလိုလေးပဲမြက်ဆိုတာရှင်သာတိဗုဒ္ဓဥမာပေးတယ်နော်ဆိုကြပါစို့ဈေးရေကနေပြီးတော့ခုနလိုခြေခွက်ကလေးဝဲလာတယ်ခြေခွက်ကလေးကတန်တန်ရှင်ရှင်ကလေးနော်ဖြူရှင်တန်ရှင်နေတဲ့ခြေခွက်ကလေးအဲ့ဒါအိမ်ရောက်တဲ့အခါကျတော့ဒါကိုသုံးလဲသုံးဆောင်တယ်နော်တော်တဲ့နေရဲ့နေရာကိုလည်းပြစ်မထားဘူး နော်ပုတ်တိုက်မှုတန်ရှင်းမှုကိုလည်းလုပ်တယ်အဲ့လိုဆိုရင်ဒီကြေးွက်ကလေးဟာညှဉ်းနှွမ်းသွားစရာအကြောင်းမရှိဘူးဟုတ်လားတကယ်လို့သာဖြူရှင်တဲ့တန်ရှင်းတဲ့ကြေးွက်ကလေးဝဲလာတော့လည်းပဲအိမ်ရောက်တဲ့အခါတုံးလည်းမတုံးရှာမှုပုတ်တိုက်တာတွေဘာတွေလည်းမလုပ်ဘူးနော်ပြစ်ချင်တဲ့နေရာပြစ်ထားမယ်ဆိုရင်ဝဲလာတော့တော့တန်တန်ရှင်းရှင်းလေးပဲပြီးတော့ဘာတော့ညှဉ်းနှွမ်းသွားမယ်ပေါ့အဲ့လိုပဲကို့မှာကို့စိတ်ထဲမှာကောင်းလို့ကောင်းနေမှမသိအညစ်အကြေးကင်းလို့ကင်းနေမှမသိ အဲ့လိုပုံကောဘာမှသူ့ရဲ့ဒီကောင်းမြတ်မှုလေးကိုသူထိမ့်သိမ်းမှာမဟုတ်။နော်ရာဂဒေါသမောဟဖြစ်စီအာယုန်လေးနဲ့ကျုံလာရင်ရာဂဒေါသမောဟတွေပြန်ဖြစ်ပြီးတော့သူဟာညှဉ်းနှွမ်းသွားမှာပဲလို့အဲ့ဒီလိုမျိုး ရှင်သာတိဗုဒ္ဓဥမာပေးပြီးတော့ဖြေတယ်။အဲ့ဒီလိုဖြေပြီးတဲ့အခါမှာရှင်မာမောကလန်ကမေးတယ်။ဟာရှင်သာတိဗုဒ္ဓတာတဲ့။နော်အင်္ဂဏအင်္ဂဏအညီအကြီးအညီအကြီးလို့ပြောကြတယ်။ အညစ်အကြေးဆိုတာဘာကိုပြောတာတော့ဒီနေ့မှာစိတ်ရဲ့အညစ်အကြေးကိုပဲဘုံဘုံတို့အဓိကရည်ရွယ်ပြီးတော့ပြောနေပြီနော်ဟုတ်လားအညစ်အကြေးဆိုတာဘာကိုပြောတာတော့အဲ့တော့ရှင်သာရိပုတ္တရာကအဲ့ဒီအညစ်အကြေးဆိုတာလေးကိုရှုထောင့်တစ်မျိုးကနေခေါ်တယ်လို့ဘုံဘုံကတော့ခံစားရတယ်ဒီရှင်သာရိပုတ္တရာပြောတဲ့နော်အကြောင်းအရာလေးတွေကအလွန်မှလူလောကမှာလက်တွေ့ကြတဲ့နားလည်ဖို့လွယ်တဲ့တကယ်လည်းပဲအဖြစ်များတဲ့ နော်တဘာဝတရားတဘာဝဆိုင်တဲ့နော်ဒေသနာလေးလို့ဟောနားထောင်ကြည့်လိုက်ရင်သိသွားလိမ့်မယ်ဟုတ်လားအဲ့တော့သူအညစ်အကြေးဆိုတာဘာကိုပြောတာတော့ဆိုတော့အတူတူလေးဖုံဖုံအရင်စပြောမယ်နော်အညစ်အကြေးဆိုတာအားတဲ့ဟောအလိုဆိုးတွေကိုအကြောင်းပြုပြီးတော့အဲ့ဒီအလိုဆိုးတွေမပြည့်ဝတော့တဲ့အချိန်မှာနော်ကောပအပိစေယစိတ်ထဲမှာမကြင်နာဘူးမနှစ်သက်ဘူးဆိုတဲ့သဘောဟာအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့အနှစ်ချုပ်ကအဲ့ဒါပဲ ကိုဖြစ်ချင်နေတဲ့ကိစ္စကြီးကိုရချင်နေတဲ့ကိစ္စကြီးဟာတဘာဝမကြဒါကိုအလိုဆိုးလို့ခေါ်တယ်ဟုတ်လားရချင်တဲ့ကိစ္စကြီးမဟုတ်ဘူးပေါ့အဲ့ဒီကိစ္စကြီးကိုကိုရချင်နေတယ်အကိုရချင်နေတဲ့ဟာကြီးမရတော့ဘူးလဲဆိုရောစိတ်ထဲမှာခံစားရတယ်နော်ကောပအပစ္စယလို့ပါဠိလိုအဲ့လိုလေးပြောတယ်ဟုတ်လားအမျက်ထွက်ခြင်းကောပနဲ့မနှစ်သက်ခြင်းအပစ္စယတရားဟာစိတ်ရဲ့အညစ်အကြေးနှစ်မျိုးတည်း ဲ့ဒီအမြင့်ထွက်တယ်မနှစ်သက်ဘူးဆိုတဲ့အခါရခက်တဲ့ဒီစိတ်ရဲ့နော်ဝေဒနာတွေအညစ်အကြေးတွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုရင်အလိုဆိုးကြောင့်ဖြစ်တာအဲ့ဒီအလိုဆိုးမပြည့်ဝတဲ့အချိန်မှာဖြစ်တယ်အဲ့ဒါကိုဩ16မျိုးတောင်ဟောတယ်ဒါပေမဲ့ဟိုတူရလေးစုပြောလိုက်ရင်တော့အဲ့လောက်ကြီးမများပါဘူးတိတိချာချာလေးဖုံဖုံကမှတ်စီခြင်းနဲ့ဟုတ်လားဒါကယဟန်တော်တွေကိုဟောတာဆိုတော့တချို့အညစ်အကြေးတွေကလူတွေနဲ့တော့တိတ်ပြီးတော့ မဆိုင်တဲ့လူလေးတော့လည်းရှိတယ်ဒါပေမဲ့ဆိုင်အောင်တွင်းရင်လည်းဆိုင်တဲ့သဘောလေးရှိတယ်လို့ထင်တယ်ဟုတ်လားသေချာနားထောင်ကြည့်နံပါတ်1ပါပြောလို့ဆိုတော့ယဟန်တပါကသူအပတန်ဟုတ်လားမဟုတ်တာတွေလှုပ်လို့ပြောလို့သူအပတန်သွားတယ်အဲ့လိုအပတန်ပြီဆိုရင် तू ကဘလို့စဉ်းစားအောင်ဆိုတော့အော်ငါအပတန်တာဒီပြင်ရန်နေမသိရင်ကောင်းပါပဲဟုတ်လားသူများမသိစေခြင်းဘူးအဲ့ဒါအလိုဆိုးပဲနော်ကိုမကောင်းတာကြီးကိုဖုံးထားခြင်းတာပေါ့ အဲ့ကိုကမသိစေခြင်းပဲလို့ကိုမသိစေခြင်းအတိုင်းမသိပဲနေမှာမဟုတ်ဘူးတခါတလေသိစေရအကြောင်းဟာပေါ်ရင်ပေါ်သွားမှာပဲနော်လူတွေပြောနေရရှိရလေဗါတယ်အာဟုတ်ရင်ကြောပုတ်ရင်ပေါ်တယ်ဟုတ်လားအဲ तू ကကြာကြာဖုံးလို့ရတာမဟုတ်ဒီချုပ်ကိစ္စဟုတ်လားအဲ့တော့ तू ကငါအဘတ်တင်နေတာကြီး तू များဒီပြင်ရန်နေမသိစေခြင်းမူဆိုတော့စိတ်ကြီးကအဲ့လိုဖြစ်နေတယ်အဲ့တော့ तू ဖြစ်တဲ့ तू မှန်းတဲ့အတိုင်း तू အလိုဆိုကြီးကမပြည့်ဘူးဟောရန်နေကတိကုန်ပြီလဲဆိုရောသူ့စိတ်ထဲမှာပါတော့ခုနပြောတဲ့ အမြင့်ထွက်ခြင်းကောပနဲ့မနှစ်သက်ခြင်းအပိစယတရားတွေစိတ်ထဲမှာလွှမ်းမိုးလာတယ်ဟိုလူမကျေနပ်တယ်လို့ဒီလူမကျေနပ်တယ်လို့အမှန်တော့ပါတော့ तू မသိသိခြင်းတဲ့ကိစ္စကြီး तू သိသွားလို့ तू ပေါက်ကွဲနေတာဟုတ်လားဒါလူလောကမှာလည်းလူတွေမှာလည်းဒီသက်ဘောမရှိနိုင်ဘူးလားရှိနိုင်တယ်ကိုမဟုတ်တာလေးလှုပ်တာကိုမဟုတ်တာကို तू များမသိသိခြင်းဘူးမတော်လို့သိသွားပြီဆိုရင် तू စိတ်တွေတိုးကုန်ပြီငါ့ကိုဘယ်သူကပြောတာလဲဒီကိစ္စဘယ်ကစလာလဲမ तू လိုက်ပြီးတော့တရားခံတောင်းရှာနေအစကိုမဟုတ်တာမဟုတ်တာကိုကိုကိုတရားခံလို့မမြင်ဘူးနော် ကိုမဟုတ်တဲ့အပြစ်ကြီးကိုကြတော့အပြစ်လို့မမြင်ပဲနဲ့ကိုမဟုတ်တာကိုဖော်တဲ့လူကိုပဲဒီလူကရုပ်လိုက်တာလို့တချို့ပြောကြတာတောင်ရှိသေးတယ်။ဟုတ်တယ်မို့လား။ဒါတော့လူတွေကိုကိုနဲ့ဆိုင်အောင်ချဲ့တွေးနေကြတာကိုပြောတာပါဘုံဘော။ဒီမှာရှင်သာတိပုတ္တရာတော့ယဟန်တွေကိုဟောထားတာဆိုတော့သူကရူးရူးလေးပဲအပတ်တဲ့နဲ့ဒီပညာရှင်တွေမသိသေးခြင်းဘူး။ဒါမှသိခြင်းလည်းသိမှာပဲတဲ့။ဒါပဲဖုံးလို့ရမှာလို့ပေါ့နော်။သိလာပြီဆိုရင်သူကဖြစ်တော့အမြတ်ထွက်တယ်မနစ်သက်စိတ်ရှင်းရဲ့ပေါ့။ အဲဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့ဟာနောက်နံပါတ်2ပါပြောတော့အဲ့လိုရဟန်းတစ်ပါးအာဘတ်တဲ့အာဘတ်တဲ့အခါကျတော့သူကတချို့အာဘတ်တွေကအဲရဟန်းတွေရဲ့ရှေ့မှာဝင်ခံရတာတွေရှိတယ်ကုတန်ဃာရေးတိတ်လို့အာဘတ်မျိုးဆိုလို့ရှိရင်အများကြီးအလုရှုပ်ပြီးတော့ကုစားရတာတွေရှိတယ်အဲ့တော့သူကဘာတော့ဆိုတော့သူအပြစ်တင်လာပြီအာဘတ်တင်လာပြီဆိုသူကဘလို့မျောလင့်နေအောင်ဆိုတော့အဲငါ့ကိုလူရှိသူရှိမှာ ဒီအပြစ်ကြီးတင့်နေတယ်လို့မပြောပါစေနဲ့ကိုယ်ရမှာမတိမတာလေးလောက်လေးစောဒနာပါစေစောဒနာဆိုတာသူ့ကိုအပြစ်တင်တာကိုပြောတာပေါ့နော်မင်းဒီအရဘတင်တယ်ဒါကုစားလိုက်အောင်မင်းဒါဒီမဟုတ်တာကြီးလုပ်နေတာမင်းဒီဥစ္စာကိုနောက်မလုံနဲ့ဆိုတာမျိုးလူရှိမှမပြောစေချင်ဘူးနော်ကိုယ်ရမှာပဲတူတူတိတ်တိတ်လေးပြီးသွားစေချင်တယ်ပေါ့ပြဿနာကိုဒါမဲ့အဲ့လိုလည်းပဲဖြစ်ချင်မှဖြစ်မှာဟုတ်လားလူရှိမှလည်းပဲသူ့ကိုစောဒနာရင်စောဒနာမှာပေါ့ဟုတ်လားတစ်ဖက်လူက လူကြားတယ်လည်းပဲပြောချင်းပြောလိုက်မှာပေါ့အဲ့လိုပြောလိုက်ပြီးဆိုရင် तू ဘာဖြစ်မယ်တော့อืมအမျက်ထွက်ပြီးစိတ်တော်ပြီးမနှစ်သက်တဲ့အမူအရာတွေပြပြီးအဲ့ဒါဟာဘာတော့စိတ်ရဲ့အညစ်အကြေးတဲ့ဩဒါကတော့ဝီနီပိုင်းဆိုင်ရာလေးတွေကျတော့နားထောင်ရတာနည်းနည်းညင်းငွေမှာတော့ဘုံဘုံဆိုးပါတယ်နောက်ထပ်နံပါတ်3ပါပြောတာတော့ဆိုတော့ तू အဘတ်တဲ့နေအဲ့ဒီအဘတ်တဲ့အခါမှာသူ့ကိုစောရနာတဲ့ပုံကောသူ့လိုအမျိုးသားတို့အဘတ်တင်နေတဲ့ပုံကိုမျိုးပဲသူဖြစ်စီခြင်းတယ်အဲ့ဒါဆိုသူနဲ့ကိုနဲ့အတူတူဆိုတော့တိတ်ရှက်เสียရမရှိဘူးပေါ့ဆိုလိုတာက ဟုတ်လားသူ့ကိုစောရနာလဲလူဟာသူနဲ့အဘတ်မတူတဲ့သူ့လိုအဘတ်တင့်မထားတဲ့ပုံကိုမျိုးဆိုရင်သူ့ရဲ့တော်နေတဲ့သဘောမျိုးဖြစ်နေတော့သူကနည်းနည်းခံရခက်တယ်အတိတ်ပဲမျိုးကိုပြောတာနော်ဒါပေမဲ့အဲ့ဒါလဲသူတောင်းတတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့အဲ့လိုဖြစ်လာပြီသူမျှော်လင့်ထားတာသူလိုချင်တာသူဖြစ်ချင်တာဖြစ်မလာဘူးရမလာဘူးဆိုရင်သူကဖြစ်ပြီတော့စိတ်တိုပြီစိတ်ပြက်ပြီမနစ်သက်တဲ့သဘောအမျက်ထွက်တဲ့သဘောဖြစ်တယ်အဲ့ဒါပါတော့စိတ်ရဲ့အညစ်အကြေးပဲတဲ့ဟုတ်လား သုံးမျိုးရှိသားပြီเนาะနောက်လေးခုမြောက်ကြတော့ဗာပြောလို့ဆိုတော့မြတ်စွာဘုရားငါ့ကိုသာလင်တရားဟောတဲ့အခါမှာမေးမေးပြီးတော့ဟောပါစီ သူများကိုမေးမေးပြီးတော့မဟောပါစီနဲ့ သူကမျက်နှာရချင်းတယ်ဗောနော်ရှေ့ကနေပြီးတော့မြတ်စွာဘုရားတရားဟောတဲ့အခါမှာငါ့ကိုသာပဲအင်းဟုတ်တယ်မို့လားဘာလဲအရေးလုတ်ပြီးတော့ပေါ့ကွယ်ဟုတ်လားငါ့ကိုသာလည်းမေးမိပြီးတော့ဟောပါသေးသူများကိုမေးမိပြီးတော့မဟောပါစေနဲ့သူဟာတော်တော်ခက်တာပဲသူ့ကိုမေးပြီးတော့ဟောပါစေဆိုရင်တော့ဆိုရင်တော်သေးတယ်သူများကိုမေးပြီးတော့မဟောပါစေနဲ့သူများကိုတော့အဲ့ဒါမရစေချင်ဘူးပေါ့နော်သူကဒါပေမဲ့မြတ်စွာဘုရားသူမျှော်လင့်တဲ့အချိန်သူ့ကိုကြီးမေးပြီးတော့လည်းဟောချင်မှဟောမှာပဲလေဟုတ်လားအဲ့ဒါရမလာဘူးဆိုရင်သူ့စိတ်ထဲမှာ နော်အမြဲထွက်တဲ့သဘောမနစ်သက်တဲ့သဘောဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့ဟုတ်လားနောက်နံပါတ်5ဘာပြောတော့နော်ဆုံးခံတဲ့အခါမှာယဟန်နေရငါကိုသာလင်ရှေ့ဆုံးကထားပြီးတော့ဆုံးခံသွားကြပါစေဟုတ်လားတခြားယဟန်ကိုရှေ့ဆုံးကထားပြီးတော့ဆုံးခံမသွားကြပါစေနဲ့ထင်ပေါ်ခြင်းနဲ့စိတ်တွေပေါ့ဒါတွေကပုထုရှင်တွေမှာနော်ဒီနေရာမျိုးမှာမဟုတ်ပြီမလို့ဒီနေရာမျိုးမှာလည်းရှိနေတတ်တယ်ဒါလူတွေနဲ့ဓာတ်ရိုက်သက်ဆိုင်တယ်လို့ဘုံဘုံကတော့ဆိုခြင်းနဲ့ပေါ့နော် ဒါဆုံးခံသွားပြီဆိုရင်ငါအရှိသုံးကသွားခြင်းငါအရှိသုံးကသွားခြင်းလေဆိုတာလောက်စင်နည်းနည်းလေးတော်သေးတယ်။သူများရှိသုံးကမသွားပါစေနဲ့လို့ကန့်ကွက်တာကသူကပါသေးတယ်သူကဟုတ်လားအဲ့တော့အကုန်လုံးကကိုယ့်အလိုဆန္ဒကြီးကိုလိုက်ပြီးတော့ဘယ်သူကအမြဲတည်းလှုပ်ပေးနိုင်မလို့ဟုတ်လားအဲ့လိုမျိုးသူဆန္ဒတွေမပြည့်ဝတော့ဘူးလဲဆိုရောသူဘာဖြစ်ပြီးတော့နော်အမြဲထွက်ပြီးမနှစ်သက်တဲ့သဘောတွေဖြစ်လာပြီအဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးပဲတဲ့ဟုတ်လားနောက်နံပါတ်6 စွန့်ကံပြန်လာလို့ကြောက်မှစွန့်စားကြပြီစွန့်စားကြောင်းမှာအဲ့တော့သူကဘလို့တန်းတာတော့ဘလို့တောင့်တာတော့စွန့်စားကြောင်းမှာငါသီသာနဲ့နေရာဦးကိုရပါစီငါသီသာနဲ့ရေဦးကိုရပါစီစွမ်းဦးကိုရပါစီရေဆိုရင်လည်းဦးဖျားဖျားသူ့အရင်ရချင်းနေရာလေးဆိုရင်ဟာဒီနားလေးကြွပါလို့သူ့ကိုအရင်ဖိတ်မှန်တက်ကပြုတ်စီချင်းစွန့်ဆိုရင်လည်းကင်ဒါလေးကိုဖုံးပေးပါလို့သူ့ကိုအရင်ဖြစ်စီချင်းတယ်အဲ့ဒါသူကကန့်ကွက်ချက်ကပါသေးတယ်ဒီပြင်လူတွေနေရာဦးရေဦးစွမ်းဦးကိုမရပါစေနဲ့ငါသာလင်ရပါစေ ရိုးရိုးအရက်စကားလေးနဲ့နားလည်အောင်ပြောရင်အတ္တကြီးလွန်းတယ်လို့ပဲပြောရမှာပေါ့နော်ဟုတ်လားသူသားလည်းကောင်းတာတွေရခြင်းဟုတ်လားအဲ့ဒီရခြင်းတာကြီးကရခြင်းမှလည်းရမှာပဲရခြင်းလည်းရမယ်ရခြင်းမှလည်းရမယ်အဲ့ဒါမရတဲ့အခါမှာသူဘာဖြစ်မှာတော့စိတ်ဆိုးမယ်စိတ်ပြက်မယ်မနစ်သက်တဲ့သဘောဖြစ်မယ်ဒါပါတော့စိတ်ရဲ့အငြိအကြေးတဲ့၆မျိုးရှိသွားပြီနော်ဆက်ပြီးတော့သူကဘာတောင်းတပြန်တော့နံပါတ်9နော်ဆွမ်းသားကြောင့်မှဆွမ်းဥမှုမရဏတရားဟောတယ် ငါသာလျင်ဆွန်တရားကိုဟောပါရစေဟောနိုင်ပါရစေတိပင်းလူတွေဆွန်တရားမဟောကြပါစေနဲ့သူများဟောတာမကြိုက်ဘူးသူပဲဟောခြင်းဟုတ်လားထင်ပေါ်ခြင်းသာပါပဲအဓိကတော့ပြောရလို့ရှိရင်ဟုတ်လားလူတွင်ကြီးလှုပ်ခြင်းတဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေကပြည့်ဝရင်တော့ပြုံ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 နဲ့ဟုတ်တယ်လို့လို့ရှိမယ်မပြည့်ဝတော့ဘူးဟေးဆိုတာနဲ့ဘာဖြစ်သွားပြီးတော့ဟာထင်းထင်းရှားရှားစိတ်ထဲမှာမကျင်တဲ့သဘောပောက်ကွဲတဲ့သဘောတွေကဖြစ်လာဒီနည်းနဲ့အဖွဲ့အစည်းတွေတော်တော်များများမှာရံဖြစ်နေကြတာပဲလေ ဒီနည်းနဲ့အချင်းချင်းမတည့်နေကြတာပဲဒီနည်းနဲ့ပြဿနာတွေရှုပ်ထွေးနေကြတာပဲဟုတ်လားအင်းအဲ့ဒါနံပါတ်9အဲ့ဒီ तू တောင်းတတဲ့တရားဟောခြင်းတဲ့ကိစ္စကြီး तू မဟုတ်ရဘူးလဲဆိုရော तू ဘာဖြစ်ပြီတော့စိတ်ဆင်းရဲเนาะစိတ်ပြတ်ဝန်းနေတဲ့အဲ့လိုမျိုးတွေဒါပါခေါ်တော့စိတ်ရဲ့အညစ်အကြေးတဲ့ဟုတ်လားနောက်နံပါတ်8နံပါတ်9နံပါတ်10နံပါတ်17အဲအဲ့ဒါ तू တွဲပြီးတော့မှတ်ဓမ္မယုံထဲမှာတဲ့ယဟန်နေကိုတရားဟောမယ်ဆိုရင် ငါသာလင်ဟောဟောကျင်တယ်ပေါ့နော်ငါလွတ်လွတ်တပြင်းလူတွေမဟောကြပါစေနဲ့ယဟန်တွေတောင်သူတရားဟောကျင်ဟုတ်လားအဲ့ဒီလိုမျိုးอ่ะဖြစ်ကျင်လည်းဖြစ်မယ်ဖြစ်ကျင်မှလည်းဖြစ်မယ်ဖြစ်မလာဘူးဆိုရင်သူကောပါအပိစေယမနှစ်သက်ခြင်းအမျက်ထွက်ခြင်းဆိုတဲ့တရားတွေဖြစ်မှတာအစေရဲ့အညစ်အကြေးပဲတဲ့နောက်ဒီဓမ္မယုံထဲမှာယဟန်တွေမဟုတ်ဘူးယဟန်မတွေကိုတရားဟောတဲ့အခါမှာလည်းငါသာလင်ဟောကျင်တယ်တပြင်းလူတွေမဟောကြပါစေနဲ့ သူကအတွဲလိုက်လေးလားနော်ဘုံမတေးချာလေးဖတ်ကြည့်တယ်။သူကသူသားရင်ဖြစ်ချင်တဲ့ကိစ္စရိုးရိုးလေးမဟုတ်သူများကိုလည်းမဖြစ်စီချင်ဘူးဆိုတာပါသေးတယ်။ဟုတ်လား။အဲအဲဘလူဘလူနီးနေမှာဒီလိုဟာရေရှည်စိတ်ချမ်းသာဖို့မလွယ်ပါဘူး။ဟုတ်လား။စိတ်အငြိအကြီးတွေပေးနေတာ哦။ဟုတ်လား။ဒါကြောင့်ခုနတုန်းကဝိထသုတ်တံမှာပြောတဲ့စိတ်အငြိအကြီးတွေဟာတမျိုးနော်။အဲ့ဒါလည်းစိတ်အငြိအကြီးတွေပဲ။အခုဒီစိတ်အငြိအကြီးလေးတွေကပို့ပြီးတော့ဘုံမစိတ်ဝင်စားရတယ်။အဖြစ်များကြရတယ်ပေါ့နော်။ဟုတ်လား။နားလေတဲ့နေပေါ့ဟုတ်လား။ အဲအဲ့လိုပဲဓမ္မယုံထဲမှာယဟန်နေယဟန်မတွေဥပတကဥပတိကမတွေဒကာကြီးတွေကိုတရားဟောမှရှင်တယ်သူသာဟောခြင်းတော့ဒကမကြီးတွေတရားဟောမှရှင်လေသူသာဟောခြင်းတယ်အဲ့တော့ယဟန်ယဟန်မဒကာကြီးတွေဒကမကြီးတွေ၄မျိုးဆိုတော့သူကလေးပိုင်းကိုယ်ရသွားတာပေါ့ဟုတ်လားနောက်ဘုမတို့ပဲရောက်သွားတယ်နံပါတ်7ဟုတ်လားယဟန်တို့ဒီငါ့ကိုယ်သာမျက်နှိုးကြပါစေယူတည်ကြပါစေပူဇော်ကြပါစေ ဟုတ်လားသူများရဲ့အယူသေးခံမှုမျက်နှိုးမှုလေးလေးစားမှုတံပိုးထားမှုသူသာလင်ရကျင်တဲ့သူများမရပါစေနဲ့ယဟန်နေရဲ့တံပိုးထားမှုရကျင်မှရမှာပေါ့ဟုတ်လားဒီလိုစိတ်ဓာတ်မျိုးရှိနေရဖို့ကပိုတောင်ဝေးသေးတယ်ဟုတ်လားအဲ့လိုမရခဲ့ဘူးဆိုသူဘာဖြစ်ပြီတော့